သင်ကဝေးချခြင်းပဲဖြစ်ဖြစ် ကျမ်းမာရေးကောင်းခြင်းပဲဖြစ်ဖြစ်နံပါတ်၁လှုပ်တင်တာကတော့သင်ရဲ့အစားအသောက်ကိုပြောင်းလဲဖို့ပါကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့အစားအစာတွေထဲမှာအသက်တူစေတဲ့ဒါမှမဟုတ်ယောဂရစေတဲ့အစားအစာတွေပါရှိနေပါတယ်ဒါကြောင့်ဘယ်အစားအစာတွေကကျွန်တော်တို့ဒုက္ခပေးတာလဲဒီနေ့ကစပြီးဘယ်အစားအစာတွေကိုရှောင်ရမလဲဘာတွေနဲ့အစားထိုးစားရမလဲဆိုတာကိုတော့ကျွန်တော်ဗီဒီယိုထဲမှာ ပြောပြပေးမှာဖြစ်ပါတယ်အော်ဒါနဲ့ ခုပြောမယ်အစားအစာတွေထဲမှာ ကျွန်တော်တို့မြန်မာလူမျိုးတွေနေ့စဉ်နေ့တိုင်းစားသုံးနေတဲ့အစားအစာတမျိုးပါဝင်ပါတယ်။ဒါကဘယ်အစားအစာဖြစ်မလဲ။နောက်ပြီးတော့ဒီအစားအစာကိုကျန်းမာရေးကောင်းအောင်လို့ဘယ်လိုပြင်ဆင်ပြီးတော့စားသောက်အောင်မလဲ။ဒီမေးခွန်းတွေကိုသိဖို့အတွက်ကတော့ကျွန်တော်တို့ဗီဒီယိုဆက်ကြည့်လိုက်ကြအောင်လားဗျာ။နံပါတ်1အချိုရည်များလူအတော်များများဟာအချိုရည်ကြိုက်တတ်ပြီးအချို့ဟာ ချိုရည်ကိုဆွတ်ဆွတ်မြဲမြဲတောက်သုံးတတ်ပါတယ်။အချိုရည်များတကြားနဲ့ကယ်လိုရီပမာဏများပြားပြီးတော့ကျန်းမာရေးကိုထိခိုက်စေရင်သာမကဝေလဲတက်စေပါတယ်။သွားပိုးစားခြင်း၊စီးကျိုး၊နှလုံးယောဂါ၊ကင်ဆာအဆရှိတဲ့ယောဂါတွေဖြစ်စေရာကြောင့်အတက်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။အချိုရည်ဆိုတဲ့ခေါင်းစဉ်အောက်မှာတော့အိမ်မှာရေနဲ့ဖြော်တတ်ရတဲ့အချိုရည်များရော ကိုလာစပါကလင်အနာဂျီဒရင့်အစရှိတဲ့အချွေဘူးများပါပါဝင်ပါတယ်။ဘာနဲ့အစားထိုးလို့ရမလဲ။အချွေရီကို အစားထိုးဖို့ကတော့ detox water ကအကောင်းဆုံးပါပဲ။ detox water အတွက်ဥပမာတစ်ခုပေးရမယ်ဆိုရင်တော့သမယာတီ၊လိမ္မော်တီ၊ပူစီနံရွက်အစရှိတဲ့တို့ကိုရေထဲမှာစိမ့်ထားပြီးတော့အဲ့ဒီရှီကိုတောက်သုံးပေးတာဖြစ်ပါတယ်။ ဒီတောက်ဆိုဒါလုံနည်းမျိုးစုံရှိပြီးတော့တနည်းနဲ့တနည်းပါဝင်တဲ့ပစ္စည်းတွေမတူညီပါဘူးကျွန်တော်တို့ဒေါက်တာဘီစ်ကတင်ပေးထားတဲ့ဒီတောက်ဆိုဒါလုံနည်းတွေကိုလည်းညာဘက်အပေါ်တောင်းကအစာတန်းလေးကိုနှိပ်ပြီးတော့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာနံပါတ်1 fast food ဘာဂါဖီဇာဟော့ဒေါ့အစားရှိတဲ့ fast food တွေကအစီစားနဲ့ကယ်လိုရီပမာဏများစွာပါဝင်တဲ့အတွက် ကျန်းမာရေးအတွက်လည်းမကောင်းဝိတ်လက်တက်စေတဲ့အစာအစာတွေဖြစ်ပါတယ်။ဘာတွေနဲ့အစာထုတ်လို့ရမလဲ။အိမ်မှာကိုယ်တိုင်လုပ်စားမယ်ဆိုရင်တော့ကောင်းမွန်တဲ့ ingredient တွေထည့်ပြီးတော့ကျန်းမာရေးအတွက်ကောင်းအောင်စားသုံးနိုင်ပါတယ်။ဥပမာဖီဇာတို့ဘာဂါတို့တဲမှာအသီးအရများများထည့်စားတာမျိုးပေါ့။နံပါတ်3စီကြောစာများစီများများနဲ့ကြော်ထားတဲ့အစာအစာတွေပြန်ကြော်စီတွေနဲ့ကြော်ထားတဲ့အကြော်တွေ ဝက်ခါကြက်ရေကွန်အစရှိတဲ့ animal fat တွေကနှလုံးသွေးကြောချင်းယောဂအသည်းအစီပုံယောဂစသည်တွေကိုဖြစ်စေပြီးတော့ weight လည်းတက်စေပါတယ်။သွေးတွင်းအစီပမာဏကိုလည်းမြပြစေပြီးတော့လေဖြတ်ခြင်းလေဖြန့်ခြင်းစသည်တွေကိုလည်းဖြစ်စေတဲ့အတွက်ကြောင့်ဒီစီကြောစာတွေကိုရှောင်နိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်။ဘာတွေနဲ့အစားထိုးလို့ရမလဲ။မိမိအိမ်မှာကြော်မယ်ဆိုရင်တော့စီနဲ့နဲ့ပဲသုံးပါ။ olive oil လို့ခေါ်တဲ့တန်လွင်စီကပဲစီနှမ်းစီစားအုပ်စီစတာတွေထက်ကျန်းမာရေးအတွက်ပိုသင့်တော်တာကြောင့်ဟင်းချက်ရမှာတန်လွင်စီကိုသုံးပြီးတော့အစားထိုးနိုင်ပါတယ်။နံပါတ်၄ကတော့ထူးဆန်ပါတယ်။ကျွန်တော်တို့နေတိုင်းစားနေတဲ့အစားအစာဖြစ်ပြီးတော့ဒီအစားအစာကလည်းကျွန်တော်တို့ဒုက္ခပေးနိုင်တဲ့အစားအစာဖြစ်နေတာပါ။နံပါတ်၄ပေါင်မုံအဖြူထမင်းဖြူ ပေါင်မိုးအဖြူထမင်းအဖြူတွေက refine cup လို့ခေါ်ပြီးတော့အလွယ်ပြောရရင်တော့မကောင်းတဲ့ကစီတက်တွေဖြစ်ပါတယ်။သူတို့ကစားလိုက်ရင်သွေးရင်းတကြားတက်ကိုစောင့်တက်စေပြီးတော့များများစားရင်စီးကျူဖြစ်နိုင်ခြေကိုလည်းများစေပါတယ်။ဒါကြောင့်တချို့စီးကျူယောဂရှိသူတွေကပြောလို့ရှိတယ်။ကျွန်တော်ကျမအချို့လည်းမကြိုက်ဘူး။ဘာဖြစ်လို့စီးကျူဖြစ်ရတာလဲဆိုပြီးပြောပါတယ်။အဖြေကတော့ထမင်းဖြူအစားများလို့ပါ။ပေါင်မိုးအဖြူတွေလည်းထုံနီလည်းကောင်းပါပဲ။ ဘာနဲ့အစားထိုးလို့ရမလဲပေါင်မုံအတွက်ဆိုရင်တော့ homey bread လို့ခေါ်တဲ့ပေါင်မုံအညိုရှိပါတယ်ထမင်းအတွက်ကတော့ brown rice လို့ခေါ်တဲ့ဆန်လုံးညိုနဲ့အစားထိုးလို့ရပါတယ်ထမင်းဖြူနဲ့ပေါင်မုံအဖြူထဲစာရင်ဆန်လုံးညိုနဲ့ပေါင်မုံအညိုတွေကကွေးရင်းတကြားတက်ကိုပုံမှုဖြင်းညှင်းစွာတက်စေတဲ့အတွက်စီးကျူဖြစ်နိုင်ခြေကိုလည်းပုံမှုနှဲပါစေပါတယ် ဒါပေမဲ့ပေါင်မုံအညူတို့ဆန်လုံးညူတို့ကနည်းနည်းကျန်းပြီးတော့စားရတာနည်းနည်းခက်ပါတယ်။အကယ်၍ကိုကပေါင်မုံအညူဆန်လုံးအညူမစားနိုင်ဘူးဆိုရင် ပေါင်မုံအညူနဲ့အဖြူရောထားတဲ့ပေါင်မုံမျိုးကိုစားပြလို့ရပါတယ်။ထမင်းအတွက်လည်းဆန်လုံးညူနဲ့ဆန်အဖြူရောပြီးတော့ချက်ပြီးစားပြလို့ရပါတယ်ခင်ဗျာ။နံပါတ်5စီတဘူးများ စီတဘူးတွေက preservatives လို့ခေါ်တဲ့တာရှည်ခံစေတဲ့ပစ္စည်းတွေထည့်ထားတာကြောင့်များများစားမယ်ဆိုရင်တော့ကျန်းမာရေးကိုထိခိုက်စေပါတယ်။ငါးတတာပဲဖြစ်ဖြစ်စီတဘူးအသားဟင်းတွေပဲဖြစ်ဖြစ်စီတဘူးအသီးရွက်တွေပဲဖြစ်ဖြစ်ကျန်းမာရေးအတွက်မသင့်တော်တာကြောင့်တက်နိုင်တော့မစားဘဲနေဖို့အကြံပြုချင်ပါတယ်။ဘာနဲ့အစာထိုးစားလို့ရမလဲ။လက်ဆက်တဲ့အသားတွေအသီးအနှံတွေကိုစားသုံးပြီးရင်တော့ကျန်းမာရေးအတွက်ပိုသင့်တော်ပါတယ်။ ဂယူဆိုင်ခုတစ်ခုကတော့ပိုးသက်စေပေါင်းသက်စေကမီကယ်တွေမြေဩဇာတွေမသုံးထားတဲ့ organic အသီးအနှံတွေကိုရွေးချယ်ဖို့ယူစားသုံးပါအမှဲ့မြန်စေတဲ့ဈေးရိမ်စိန်ထားတဲ့အသီးအနှံတွေကိုရှောင်ပါဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေကိုမစားခင်မှာရေအသေးချစေပြီးစားသုံးပါကေတာကတော့ကျဲမာရီကိုထိစေတဲ့အစာအစာ၅မျိုးပဲဖြစ်ပါတယ်။ဒီအစာအစာတွေကိုရှောင်ဖို့အတူတူကြိုးစားကြတာပေါ့ဗျာ။ ကျမ်းမာရေးကောင်းစေတဲ့နေထိုင်နေစားသောက်နည်းတွေကိုသိရှိနိုင်ဖို့အတွက်လည်း YouTube မှာဆိုရင် Dr Beast မြန်မာ YouTube Channel ကို Subscribe လုပ်ထားပြီးတော့ Facebook မှာဆိုရင်တော့ Dr Beast Facebook Page ကို Like and Follow လုပ်ထားပေးပါခင်ဗျာ။ကြည့်ဒါဆိုနောက်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြတာပေါ့ခင်ဗျာ။